ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်မောင်နှံကတော့ TV ပြုပြင်ရေးလုပ်ကိုလုပ်ပါတယ်သူဟာခင်မြဆိုတဲ့မျိုးသမီးနဲ့လက်ထပ်ပြီးမကြခင်မှာပဲသူတို့ရဲ့အမွှာသမီးလေးတွေဖြစ်တဲ့နွေးနွေးနဲ့ထွေးထွေးတို့ကိုမွေးဖွားခဲ့ပါတယ် ဒီလိုနဲ့သူသမီးလေးတွေနည်းနည်းကြီးပြင်းလာတဲ့အခါမှာတော့ခင်မကပြောလိုက်သွားတယ်။ယောက်ျားကြီးကျမတို့လေကျမတို့သမီးလေးတွေကိုပညာတတ်ကြီးတွေဖြစ်အောင်အကောင်းဆုံးလုပ်ပေးကြမယ်။ကျမတို့ကျမတို့သမီးလေးတွေကိုကျမတို့လိုမျိုးပညာမတတ်တဲ့သူတွေမဖြစ်စေချင်ဘူး။အိုးဒါပေါ့ကွာငါငါသမီးလေးတွေကိုလုံးဝပညာတကြီးတွေဖြစ်အောင်လုပ်ပေးမှာသူတို့နည်းနည်းလောက်ကြီးလာတာနဲ့တခါတည်းအကောင်းဆုံးကိုပိုင်ကျောင်းကိုရှာပြီးပို့ပေးမှာသူတို့ပြောနေတာတွေကိုကြားပြီးမောင်နှမအမေဒေါ်သီကပြောလိုက်ပါတယ် အမေနင်တို့သမီးတွေကကြောင်းထားလို့ရောဘာရင်များဖြစ်လာမှာမလို့လဲသူတို့ကမိန်းကလေးတွေလေအဲ့ဒါကြောင့်နင်တို့သူတို့တာမန်ကြောင်းမှာပဲတက်တင်တလောက်တက်ခန်းလိုက်ပါအမေအခုခေတ်ကအရင်ခေတ်နဲ့မတူတော့ဘူးအခုခေတ်မှာမိန်းကလေးတွေဆိုတာယောက်ျားလေးတွေထက်တောင်ထက်မြတ်ကြတယ်ကျမတို့ကျမကလေးတွေကိုအကောင်းဆုံးကြောင်းမှာပဲထားမှာအေးပါဒီနေ့ကြမှာကောင်းကင်ဆိုက်ကြပြီးငိုးနေရမယ်စောင့်ကြည့်နေစောင့်ကြည့်ရမှာပေါ့ဒီလိုနဲ့ပဲတရပီးတရကြာလာခဲ့ပြီး ကလေးနှစ်ယောက်လုံးဟာကြောင်းတက်ရတော့မယ့်ရွယ်ကိုရောက်လာခဲ့ပါတယ်။ဒါကြောင့်မောင်နှမနဲ့ခင်မတို့လည်းသူတို့နှစ်ယောက်ကိုကြောင်းအပ်ပေးကြဖို့အတွက်ကြောင်းကိုတော့ပို့လုပ်လိုက်ပါတယ်။ဒီခါမှာပဲဒေါ်သီးကသူတို့ကိုတားလိုက်ပါတယ်။ဟဲ့ဆော့ဆော့စီစီပေးဟိုသွားကြမလို့လဲ။အမေသမီးလေးတွေကအခုဆိုကြောင်းတက်ရမယ့်အရွယ်ရောက်ပြီဆိုတော့ကြောင်းတော့အပ်မလို့လေ။အော်ဟုတ်လား။ဒါနဲ့အစိုးရကြောင်းမှာပဲထားမှာမလား။မဟုတ်တာမေရဲ့အခုခေတ်ကလူတိုင်းကိုယ်ပိုင်ကြောင်းမှာတက်ကြတာ哦။ ဒါကြောင့်ကျမလည်းကျမသမီးတွေကိုကိုပိုင်ကြောင်းမှာပဲထားမှာ။မောင်လှမင်းဟာရောဘာလို့မင်းမိမစကားကိုပဲလိုက်နာနေရလဲ။ကိုပိုင်ကြောင်းမှာထိုင်ပတ်စံဘလောက်ကုန်မလဲမသိဘူးလား။ပြီးတော့မင်းအလုလုရတဲ့ပတ်စံလေးနည်းနည်းကိုဒီကလေးမတွေပါမဟုတ်တဲ့ကြောင်းစိတ်အတွက်အကုန်ခံမလို့လား။အမေကျွန်တော်ကလည်းခလေးတွေအတွက်ပဲရှာဖွေနေတာပဲလေ။ဒီလိုပြောပြီးသူတို့လည်းကျောင်းကိုသွားလိုက်ပါတယ်။ကျောင်းရောက်တဲ့အခါမှာတော့သူတို့လည်းကျောင်းကောင်တာနားကိုသွားပြီးတော့ကျောင်းကိစ္စတွေကိုမြင်မြန်လိုက်ပါတယ်။ ဒီခါမှာအရင်မှထိုင်နေတဲ့မင်းကလေးကပြောလိုက်ပါတယ်။အရင်ဆုံးပတ်စံ၅တောင်းပေးရပါမယ်။ပြီးလို့ကျမဖောင်တစ်ခုပေးအဲ့ဒါဖြည့်ပြီးတော့တင်မဲပါ။ပြီးတော့ဖုန်းနံပါတ်ကိုသိချာရေးပေးနော်။နောက်ရက်နေရာလွတ်ပြီးဆိုရင်ကလေးတွေကိုဝင်ခွင့်ပြေခိုင်းဖို့ခေါ်လိုက်ပါမယ်။နေရာလွတ်တယ်ဆိုတာဘာလို့ပြောတာလဲဗျ။ကိုပိုင်เจ้าမှာတော့ဒီလိုပဲနေရာလွတ်အောင်ဆောင်ရပါတယ်ရှင်ဒီလိုနေရာလွတ်မှကလေးတွေကဝင်ခွင့်ပြေပြီးဝင်ရမှာပါ အလုံးကတော့သူတို့ထင်ထားတာထက်ကိုပိုပြီးလွန်နေပါတယ်။ဒါကြောင့်မို့သူတို့လည်းပတ်စံ9000တော့အရင်ပေးလိုက်ပြီးဒီကလူတယောက်ကိုအကူအညီတောင်းပြီးဖောင်ဖြေခိုင်းတာတင်ခဲ့လိုက်ပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့ခင်မြလေးမောင်လှကိုပြောလိုက်ပါတယ်။ထူးဆန်းလိုက်တာနော်။တလောက်ငယ်တဲ့ကလေးတွေကပါဝင်ခွင့်ကိုဖြေရမှာလဲ။အခုထိသူတို့သိတာတောင်ဘာမှမရှိသေးတာ哦။တကယ်လို့နေရာမလွတ်ဘူးဆိုရင်လည်းပတ်စံ9000အလကားဖြစ်ပြီ။အော်မင်းကလည်း ငါတို့သမီးလေးတွေကိုအကောင်းဆုံးကျောင်းမှာထားခြင်းရင်ဒီလောက်တော့လုပ်ရမှာပဲလေဒီလိုနဲ့ပဲသူတို့လည်းနေရလုတ်ကိုစောင့်ရင်းကတပတ်လောက်ကုန်းသွားခဲ့ပါတယ်ပြီးတော့ကျောင်းကနေဖုန်းလာမလားစောင့်နေခဲ့ကြပေမဲ့ကျောင်းဘက်ကလုံးဝဖုန်းဆက်မလာတာကြောင့်သူတို့လည်းကလေးတွေကျောင်းဝင်ခွင့်မရမှာကိုစိတ်ပူနေကြပါတယ်နောက်ဆုံးမှာတော့မစောင့်နိုင်တော့တာမို့မောင်းလာလေးကျောင်းကိုကိုယ်တိုင်သွားပြီးကောင်တာကမိန်းကလေးတွေကိုမိလိုက်ပါတယ်ဆရာတို့အလှည့်ရောက်ရင်ဖုန်းဆက်လိုက်ပါမယ်တကယ်လို့မစောင့်ချင်ဘူးဆိုရင်တော့ထပ်ပြီးတော့ငါးတောင်းပေးလိုက်ပါ ဒါဆို ကလေးတွေဝင်ခွင့်ဖြေလို့ရသွားပါလိမ့်မယ်။အဲ့ဒါနဲ့မောင်းလှလေးပုစံ9000ထပ်ပေးလိုက်တဲ့အခါမှာခဏအကြာမှတော့နွေးနွေးနဲ့ထွေးထွေးလေးဝင်ခွင့်ဖြေဖို့ရောက်လာပါတော့တယ်။ဒီခါเจ้าအုပ်ကြီးကမိကွန်းတွေကိုမေးပါတော့တယ်။ကလေးတွေကတော့เจ้าအုပ်ကိုမျက်နှာနဲ့ကြောက်လန့်ပြီးဘာမှမပြောနိုင်တော့ပါဘူး။ကဲရှင်တို့ကလေးတွေကဝင်ခွင့်ဖြေဆိုတာမအောင်အောင်ဒီတော့တီเจ้าမှတက်ဖို့မဖြစ်နိုင်ပါဘူး။ဆရာမကြီးရဲ့တို့ကအခုမှကလေးတွေပဲရှိပါသေးတယ်။ ဆီယမကြီးကိုပထမဆုံးမြင်ဘူးတာမဟုတ်ကြောက်နေရပါဆီယမကြီးသူတို့ចောင်းတက်ခွင့်လေးပေးပါနော် sorry ပါရှင်ကျမတို့ចောင်းတက်ခွင့်မပေးနိုင်ပါဘူးတောင်းကြပြီးတော့ခင်မြနဲ့မောင်လာတို့လည်းမျက်ရည်တွေဝေးလာကြပါတယ်ပြီးတော့မောင်လာကလက်အုပ်ချီပြီးတော့ပြောလိုက်ပါတယ်ဆီယမကြီးရေကျွန်တော်လက်အုပ်ချီပြီးတောင်းပါပါတယ်ကျေးဇူးပြုပြီးတော့ကျွန်တော်တို့ကလေးလေးတွေကိုចောင်းတက်ခွင့်ပေးပါဟင်ကဲဒါဆိုလဲကောင်းပြီလေကျမရှင်တို့ကလေးတွေကိုចောင်းတက်ခွင့်ပေးပါမယ် ရှင်တော့ပတ်စံသွားသွင်းလိုက်ပါ။သမီးတယောက်ကို9သိန်း၊နှစ်ယောက်ဆိုတော့အားလုံးပေါင်း10သိန်း။ကလေးတွေအတွက်ဂျန်နက်ယူနီဖောင်း၊ပလာဇာအုပ်တွေ၊ပုံနှိပ်စာအုပ်တွေအားလည်းကျောင်းကပဲပေးမှာမို့အဲ့အတွက်ကပတ်စံတသက်တသိန်းသွင်းရပါမယ်။ပြီးတော့နောက်ထပ်ပတ်စံ3သိန်းအားဂျန်နက်အတန်းပုံချိန်ကြီး၊ကျူရှင်ကြီး၊ပါညာအတွက်သွင်းရပါမယ်။ဒီတော့အားလုံးပေါင်း14သိန်းမှာအဲ့တော့မနှက်ဖြံမဲ့အပီးသွင်းမင်းနော်။ရှင်ပတ်စံ14သိန်းတော့သွင်းရမယ်ဟဟ။အဲ့လောက်တော့ပေးရမှာပဲ။ အလောက်ပတ်စံတော်မသွင်းနိုင်ဘူးဆိုရင်တော့အများသူငါတက်တဲ့တာမန်ကျောင်းကိုပဲသွားတက်ပါရှင်။ခင်မြလေးကျောင်းပြင်ကိုထွက်လာပြီးတော့ပြောလိုက်ပါတယ်။အလောက်ပတ်စံနေအများကြီးဘယ်ကနေရမှာလဲရှင်။ဘောမင်းကလေဘာလို့စိတ်ပူနေရလဲ။ငါတို့မှရှိသလောက်စုပြီးတော့ကျန်တော်ကချင်းဝေယူကြည့်လိုက်ရင်ရတာပဲ။ကလေးတွေအတွက်ပဲဟိုငါတို့အလောက်တော့လုံပြီးလို့ရပါတယ်။ကလေးတွေကိုကျောင်းထားပေးဖို့အတွက် မောင်းလာလေးပတ်စံစေသိန်းလောက်ကိုငွေချေးလိုက်ပါတယ်။ဒါပေမဲ့သူကတော့ရမ်းပြုံနေပါတယ်။ သူသမီးလေးတွေကိုကြောင်ကြီးကြီးမှာတီချထားနိုင်မည်မို့လို့ပဲဖြစ်ပါတယ်။ဒလကြောင်ပြီးနောက်မှာတော့အဖေဆီယာမကြောင်လာခတောင်းနေတယ်။ဟမ်ကြောင်လာကဖီရူသွင်းပြီးသားလေ။ तू ကဘာလို့ထန်တောင်းနေရလဲ။ကျမတို့ကပညာတတ်တွေဖြင့်ကောင်းမယ်။အလို့သားဆိုဘာမဆိုနားလည်နေမှာ။အခုတော့ဘာမှနားမလဲတော့သူတို့ဘာလို့ပတ်စံတွေအလောက်တောင်းနေလဲဆိုတာမသိရဘူး။ရှင်ကြောင်ကိုသွားပြီးနည်းနည်းလောက်မေးကြည့်ပါလားရှင်။မောင်နှမလေးကြောင်ကိုသွားလိုက်ပြီးကြောင်ကြီးကိုမေးလိုက်ပါတယ်။ ဆီယမကြီးကျောင်းလာကဆိုတာဘာကိုပေးခိုင်းတာလဲပြီးတော့ကျွန်တော်တို့ဟိုတစ်ခေါက်ကကျောင်းလာကအကုန်လုံးပေးခဲ့တာပဲမဟုတ်လားကြည့်ရတာရှင်တို့ကပထမဆုံးကိုပိုင်เจ้ามาထားပူတာထင်တယ်ကျောင်းလာခဆိုတာလတိုင်းပေးရတာလေကလေးနှစ်ယောက်လုံးရဲ့လခတလောက်၅သိန်းစီသွင်းရမှာပါဒီတော့အဲ့ဒါကိုလတိုင်းတလတစ်ခါသွင်းပေးရမှာလို့ပြောချင်တာကဲကောင်တာသွားပြီးလူတာတွေရှင်းလိုက်ပါတလကို၁၀သိန်းသွင်းရမှာကိုကြားပြီးတော့မောင်နှံကတော်တော်လေးကိုအံ့ဩတုန်လှုပ်သွားခဲ့ပါတယ် သူဟာအခုထိအရင်ကချီးထားခဲ့တဲ့စေတင်းကိုတောင်မဆက်ရသေးသလိုအင်းရဲ့စောင့်ဝင်နေရေးကလည်းရှိနေပါသေးတယ်။ဒီလိုသာဆိုရင်သူတို့အတွက်ရန်ကိုခက်ခဲတော့မှာပဲဖြစ်ပါတယ်။ဒါကြောင့်သူလည်းအင်းပြန်ရောက်တဲ့အခါမှာခင်မြကိုအကြောင်းစုံပြောပြပါတယ်။တီလာတတော် ကျမဆုထားတာတွေလည်းရှိသေးတယ်ဆိုတော့တီလာကိုအဲ့ဒါနဲ့သွေးမေးလိုက်တော့သုံးလာကြပြီးနောက်မှာတော့သူတို့အကြောင်းပါဆာမီဝေရှိပါတယ်။ဒါပေမဲ့ကလေးနှစ်ယောက်ကအဆင့်တွေရန်နေနေတော့မှ ခင်မြနဲ့မောင်နှာကိုကြောက်ခုတ်ခံရပါတယ်။ကျောင်းကဆရာမကပြောလိုက်ပါတယ်။ဒီမဲရှင်တို့ကလေးတွေကကျောင်းစာမှာအရင်အားနေတယ်။သူတို့အိမ်မှာစာကူလောက်ပဲပါ။ဆရာမရဲ့ကျောင်းစာအုပ်ထဲကစာရရလေအကုန်အင်္ဂလိပ်လိုတွေကြီးပဲ။ကျမအင်္ဂလိပ်လိုမတတ်ပါဘူးရှင်။တခါတော့ရှင်တို့ကိစ္စပဲလေ။ကျမနဲ့မှမဆိုင်တာ။ရှင်တို့သူတို့ကျူရှင်ထားပေးလိုက်ပေါ့။ဒါမဲ့ကျူရှင်ကဘာလို့ထားရမှာလဲဗျာ။ကျမစီမှာပဲထားလိုက်လေ။ကျမကိုတလ၄000ပဲ။ ကျမတို့တို့စာမေးပွဲမှာဘာတွေဖြေရမလဲဆိုတာကြိုပြီးတော့ပြောပြနိုင်တယ်။ဒါနဲ့မောင်းနာလေးကလေးတွေကိုကျူရှင်မိတ်ထားပြီးလိုက်ရပါတယ်။တလ၄တောင်းကျူရှင်လာကရေးတလ၁၀သိန်းကျောင်းလာကရေးရေတွေမကပဲ၆လကြာပြီးတဲ့နောက်မှာတော့နောက်ထပ်စာမေးပွဲကြီး၂သိန်းပြီးတော့ကျောင်းပစ္စည်းလိုအပ်ကြတွေအတွက်ပတ်စံ၂သိန်းကျောင်းတွင်းလှုပ်ရှားမှုတွေအတွက်ပတ်စံ၅တောင်းကျောင်းကပရိုဂရမ်ဒီမှာပါဝင်မှုအတွက်ပတ်စံ၃သိန်းဒီလိုမျိုးစသဖြင့်ပတ်စံတွေကိုခဏခဏသွင်းနေရတာမို့မောင်းနာလေးစိတ်ညစ်လာရပါတယ်။ ။ဒီကြားတွေဒေါသီရာကလည်းမိဘုံကိုတက်စီလောင်းတယ်လို့အမြဲတမ်းပြောနေပါဗျ။ရှင်ပါရီစိတ်ညစ်များလဲ။ဘယ်လိုလုပ်ရမလဲခင်မရဲ့။အခုတလောတီဗီလာပြင်နေသူလည်းမရှိတော့ဘူး။လူတွေကပြင့်ရင်အစ်စ်ဝယ်လိုက်ကြတော့တာပဲ။ဒီတော့ငါဆိုင်မှာလူမရှိလို့ဝင်ငွေလည်းတစ်စက်မှမရှိတဲ့ပြင်ကလေးတွေလာကလည်းအားတိုင်းပြီးနေရတယ်။ဒီလိုသာဆိုရင်ဘယ်လိုလုပ်ရတော့မလဲ။အမေပြောတာမှန်ပါတယ်လေ။ကျမတို့သမီးလေးနှစ်ယောက်ကိုတာမန်ကျောင်းမှာပဲထားလိုက်တဲ့နာ။ဒါလေးတာမန်ကျောင်းတွေကိုတွားကြည့်ပါသေးတယ် ထိုင်စရာခုံလည်းကောင်းကောင်းမရှိဘူးအတန်းထဲမှာပန်ကာလည်းမရှိတောက်စရာရေးလည်းမရှိဒီကြားထဲအိမ်သာတော့မရှိဘူးဒါတွေမဟုတ်သေးဘူးစားလည်းကောင်းကောင်းမတင်ဘူးဆရာမရီဆိုတာထိုင်ပြီးတစ်ချိန်လုံးဖုန်းသုံးနေတာတကယ်လို့တာမန်ကျောင်းတွေသာကောင်းရင်စီးရဲသားတွေကအတင်းကြိုးစားပြီးသူတို့ကလေးတွေကိုကိုပိုင်ကျောင်းမှာထားကြပါမလားဒါဆိုကျမတို့ဘာလုပ်ကြမလဲမတို့လည်းမတက်နိုင်ဘူးလေလုံနိုင်တဲ့တော့လုံရမှာပေါ့ငါတို့အိမ်ကိုရောင်းလိုက်ရအောင်ဟင်အိမ်ကိုရောင်းလိုက်ရင်ဘယ်လိုလုပ်မှာလဲကျမတို့ဝမ်းရည်အတွက်ကရောပြီးတော့ ကျမတို့ဒီအိမ်ကိုရောက်လိုက်ရင်ကျမတို့တွေအိမ်ယာမဲ့ဖြစ်သွားမှာပေါ့ဒါမဲ့ကလေးတွေကိုလည်းကြောင်းစက်မထားလို့မဖြစ်ဘူးလေဒီလိုနဲ့ကလေးတွေကြောင်းမပီးမချင်းသူတို့မှလာတိုင်းပတ်စံတွေကိုတွင်းနေရပါတယ်ဒီကြားထဲမှာဘာကြီးညာကြီးဆိုတာတွေကလည်းအများကြီးပါပဲဒါကြောင့်ကြားတဲ့အခါမှာတော့မောင်းလာနေစိတ်ညစ်လာကတဖြည်းဖြည်းနဲ့ဆိုင်ကလေးရှုံးပေါ်လာပါတယ်ဒါကြောင့်နောက်ဆုံးဆိုင်ကိုပါရောင်းပစ်လိုက်ရပါတယ်အခုတော့အကုန်လုံးတော့ရောင်းပစ်လိုက်ပြီဆက်ပြီး ကလေးတွေကိုကြောင်းဆက်ထားဖို့ဘယ်လိုလုပ်ကြမလဲကျမတို့အစိုးရကအမေပြောတော့နားထောင်ခဲ့ရမှာမိန်းကလေးတွေကိုအဲ့လောက်ကောင်းတဲ့ကြောင်းမှမထားခဲ့သင့်ဘူးအခုတော့ကလေးနှစ်ယောက်ကြောင်းစည်းနေငါလေးပြက်စီးနေပြီငါဘယ်တော့မှငါဘွားကြီးဒီလိုဖြစ်လာမယ်လို့မထင်ခဲ့ဘူးဒီချိန်မှာပဲနွဲ့နွဲ့နဲ့ထွေ့ထွေ့လို့လည်းရောက်လာခဲ့ကြပါတယ်ပြီးတော့နွဲ့နွဲ့ကပြောလိုက်ပါတယ်အဖေတို့တမီးတို့ပညာတက်ကြီးတွေဖြစ်စေချင်လို့အားလုံးပုံအော်ပြီးလှုပ်ပေးခဲ့တာသိပါတယ်ဖေရဲ့ ဒါပေမဲ့ဖေအခုစိတ်မပူနဲ့တော့နော်တမီးတို့သူများတွေကိုကျူရှင်သင်ပေးပြီးတော့ကြားတဲ့ပတ်စံနဲ့ចောင်းဆက်တတ်ပါမယ်ပြီးတော့ပွဲရပြီးရင်တမီးတို့ကိုပိုင်ចောင်းကိုဖွင့်ပါပါဟုတ်တယ်ဖေဖေပြီးတော့အဲ့ဒီចောင်းကိုတာမန်ចောင်းတွေလို့ဈေးနှုန်းထားပေးပြီးလူတွေကိုစာသင်ပေးမှာပါဒါမှကလေးတွေကိုចောင်းနှားချင်လို့တော့ကရောက်တဲ့မိဘတွေမရှိရတော့ပဲအဖေလိုမျိုးသားသမီးကိုပညာတတ်ဖြစ်စေချင်လို့တပဝါလုံးစူးစမ်းရတာမျိုးမရှိတော့မှာဒီစကားကိုကြားပြီးတော့မောင်းနှားနဲ့ခင်မရလိုလဲညင်ရီတွေကြာလာပါတော့တယ် ပြီးတော့သူတို့သမီးလေးတွေကိုဖတ်ထားလိုက်ပြီးတော့ပြောလိုက်ပါတယ်။အိုးတော်လိုက်တော့ငါသမီးလေးတို့ရဲ့ငါနင်တို့အတွက်ဂုဏ်ယူပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။